ဆရာဝန်ဒေါက်တာကျေစင်ယူမွန်ကထုတ်လုပ်တင်ဆက်ထားတဲ့အစားအစာမန်နျူတွေကိုအားလုံးလည်းကူနဲ့လိုက်လို့ကြည့်နိုင်ပါတယ်။ Color 3ကိုသုံးပြီးတော့ဒါတသားမိမိတို့စားလို့ရမယ်ပေါ့နော်။တေးစာမုံလေးဘယ်လိုလုပ်လို့ရလဲဆိုတော့ပြောပြပေးပါမယ်။အာဒီနေ့ပြောပြပေးမယ်လုပ်ပြပေးမယ်အမျိုးစားလေးရတော့ဟင်းသီးဟင်းရဲ့အကျော်ဆုံးပါ။အဲ့တော့ဟင်းသီးဟင်းရဲ့အကျော်ဆုံးလုပ်မယ်ဆိုလို့ရှိရင်ပါဝင်ပစ္စည်းအနေနဲ့ဂစုံဦး၊ဂျုံမုံ၊ Color 3၊တန်လွင်စီ၊ခွားဒီ၊ကြက်ဦးပေါ့နော်။ဒါလေးတွေလိုပါမယ်။ ခေါ်လက်3တစ်စုံကိုအရင်ဆုံးဖြောပေးထားရမယ်။ဒါပြုတ်ထားတဲ့ကစုံဥကိုခေလိုက်မယ်ပေါ့နော်။ထပ်ပြီးတော့ခေါ်လက်3ထည့်မယ်။ချက်ဥနဲ့တခွားသေးတွေကိုထပ်ထည့်ပြီးတော့ရောမွေပေးပါမယ်။ဂျုံမောင်းကိုထည့်ပြီးတော့လေတမောင်းထပ်ပြီးတော့မွေပေးပါ။ ။ပြီးရင်တော့တန်လန်စီအနှင်းငယ်ကိုဒေအိုထဲမှာမီးနွိနွိနဲ့အပူပေးပါ။ဒေအိုထဲကိုအကြော်စွန်းစာလောက်ထည့်ပြီးတော့အနှင်းငယ်ပြားအောင်ပြုလုပ်ပါ။အကြော်တစ်ခုစီကိုတစ်ဖက်မှာ2မိနစ်3မိနစ်လောက်ရွှေရောင်တောက်လာတဲ့အထိကြောပါ ဲ့တော့အကျော်လေးရပြီဆိုလို့ရှိရင်ခလေးကိုမကြွေးခင်မှာအရင်ဆုံးအေးခံထားလိုက်မယ်ပေါ့နော်ဒီဟင်းသီးဟင်းရဲ့အကျော်ဆုံးလေးကကြတော့တချို့ဒါအသေးရွက်မကြိုက်တဲ့ခလေးတွေတောင်မှကြွေးရလွယ်စင်မဲ့နီလန်လေးပေါ့နော် Wallet 3ပါရဲ့အတွက်ကြောင့်မလို့ခလေးတွေကြီးချွားဖွံ့ဖြိုးဖို့အတွက်ကိုလည်းအထောက်ပံ့ပေးပါတယ်အစာပြေနေနဲ့ပဲကြွေးကြွေးနောက်ထမင်းနဲ့တွဲဖက်ပြီးတော့ပဲကြွေးကြွေးပေါ့နော်အဲကြွေးလို့ရတဲ့ဟင်းသီးဟင်းရဲ့အကျော်ဆုံးလေးဖြစ်ပါတယ်